္ဂလာပါရှင်။တောင်လင်းထိုင်းမြေနိုဗင်ဘာလ18ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပြီးမယ့်သတင်းတွေကတော့လောင်းလုံးမှာ PDF ရဲဘော်2ဦးနဲ့အရသား2ဦးဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတဲ့သတင်းတွေပြင် မိုးမီနယ်မှာကော်ဖီနဲ့ငရုတ်ကောင်းစိုက်ဖို့စစ်ကောင်းဆောင်ညွှန်ကြားခဲ့တဲ့တဲ့င်းနဲ့ရွေးကောက်ပွဲအလွန်အင်တာနက်ဆိုင်ရာကန့်သတ်မှုတွေဆက်လုပ်ဖို့ကြန့်ခိုင်ရေးပါတီစီစဉ်နေတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့၁၈လအတွင်းပထမဆုံးအကြိမ်အဖြစ်ဂျပန်စီးပွားရေးကြာဆင်းခဲ့တဲ့တဲ့င်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်ဟာစီနာကိုတည်တံ့ချမှတ်ချိန်ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တဲ့တဲ့င်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလီဝသတဲ့င်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် တနင်္သာရီတိုင်းလောင်လုံးမြို့နယ်ညင်းမော်ကျေးရွာတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တပ်ကဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်2ဦးနဲ့အရသား2ဦးကိုတပ်ဖြတ်သွားတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ။တပ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော်2ဦးနဲ့အရသား1ဦးရဲ့အလောင်းကို November 15ရက်နေ့ကကျေးရွာအတွင်းရှိလူနေအိမ်အနောက်ဘက်တွေမှာမြုံနှံထားတာကိုပြန်လည်တွေ့ရှိခဲ့ပြီးအရသား1ဦးရဲ့အလောင်းကိုတော့ November 16ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့တာပါ။ သူတို့လေးဦးရဲ့ရုပ်အလောင်းတွေပြန်လည်တွေ့ရှိခြင်းနှင်းပန်းနှိပ်စက်ခံထားရပြီးမှတပ်ဖြတ်သွားတဲ့ဒဏ်ရာတွေကိုတွေ့ရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကတန်လွင်ထမ်းမှုပြောပါရရှင်။တပ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော်2ဦးဟာလောင်လုံးမြွနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသက်20ကျော်အရွယ်လူငယ်တွေဖြစ်ပြီးအယက်သား2ဦးကတော့ညင်းမော်ကျေးရွာနေအသက်50ကျော်အရွယ်ဦးဝင်းနိုင်နဲ့ဦးသိန်းအောင်တို့ဖြစ်တယ်လို့သိရပါဗျ။တပ်ဖြတ်ခံရတဲ့ PDF ရဲဘော်2ဦးဟာ နှင်းမော်ကျေးရွာကိုစစ်ကောင်ရှင်တက်စစ်ကြောင်းစထိုးတဲ့နိုဝင်ဘာလ10ရက်နေ့ကကျေးရွာထဲမှာဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးအယက်သား2ဦးကတော့နောက်တရက်မှာဖမ်းဆီးခံခဲ့ရတာပါစစ်ကောင်ရှင်တက်စစ်ကြောင်းဟာနိုဝင်ဘာလ15ရက်နေ့မှာနှင်းမော်ကျေးရွာကနေပြန်ထွက်သွားပေမဲ့နိုဝင်ဘာလ18ရက်နေ့မှာတော့ကျေးရွာထဲကိုစစ်ကြောင်းပြန်ထိုးလာတာကြောင့်နှစ်ဖက်စီရင်တင်းမာနေတာပဲဖြစ်ပါတယ်စစ်ကောင်ရှင်တက်စစ်ကြောင်းထိုးတာနဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်မြင်းမော်၄၃ခန်း ဆက်ပြဲနဲ့ကောအင်းကျေးရွာတွေကဒေသခံထောင်ထဲချီထွက်ပြေးတန်းရှောင်ခဲ့ရပြီးတိုက်ပွဲအတွင်းလက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်အယက်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။မွန်ပြည်နယ်မှာကော်ဖီနဲ့ငရုတ်ကောင်စိုက်ပျိုးကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကညွှန်ကြားလာပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။မွန်ပြည်နယ်မှာကော်ဖီနဲ့ ငွေယူကောင်းစိုက်မျိုးချဖို့အာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ဘူးကြီးမေအောင်လိုင်ကညွှန်ကြားလိုက်တယ်လို့စစ်ကော်မရှင်ဖြန့်ဝါရဖြန့်တင်းစာမှာပါရှိပါတယ်။နိုဝင်ဘာ16ရက်နေ့ကမော်လမြိုင်မြို့ရှိပြည်နယ်ခမ်းမမှာပြုလုပ်ခဲ့တဲ့စစ်ကော်မရှင်လက်အောက်ခံပြည်နယ်ခရိုင်မြို့နယ်ဌာနဆိုင်ရာကတာဝန်ရှိသူအပြင်မြို့မီမြို့ဖတွေနဲ့တွေ့ဆုံပွဲမှာစစ်ကောင်းဆောင်ကညွှန်ကြားခဲ့တာပါ။ဒါ့အပြင်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာမွန်ပြည်နယ်အတွင်းငွေယူကောင်းစိုက်ပျိုးမှုကိုအောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်ပါကဒေသရင်းနဲ့ နိုင်ငံရဲ့စီးပွားရေးပုံမတိုးတက်လာနိုင်တယ်လို့ပြောဆိုခဲ့ပါသေးတယ်။ဝန်ပြည်နယ်မှာစိုက်ပျိုးထားရှိပြီးဖြစ်တဲ့ရောဘာမင်းကော့ဒူးရင်စားတဲ့နှိရှိပင်တွေထဲမှာလည်းမြေနေကော်ဖီကိုတီးထက်စိုက်ပျိုးသွားမယ်ဆိုပါကဝင်ငွေများစွာတိုးတက်ဖြစ်ထွန်းလာစီမှာဖြစ်တယ်လို့စစ်ကော်မရှင်ခေါင်းဆောင်ကဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းရှင်တို့ကတော့စစ်ဆိုးရလက်ထက်ကလေးကမွန်ပြည်နယ်ကိုငွေကောင်းမျိုးတော်ဖြစ်ရမယ်လို့ပြောပေမဲ့လက်ရှိချိန်ထိမဖြစ်လာသလိုကော်ဖီတွေနေနဲ့အပင်ကြီးတွေချာမှာစိုက်ပျိုးပါက အပင်ကြီးထွားမှုနည်းတာကိုတွေ့ရတယ်လို့တမ်လင်တိုင်းကပြောပါတယ်ကျွန်တော်တို့ဒီဟိုးသားလက်ထက်ကနေစပြီးတော့မုံကြီးနဲ့ငယ်တော့မျိုးမျိုးတော့ပြရမယ်လို့ပြောတာပဲယနေ့ဒီတော့မဖြစ်သေးဘူးကြာကော်ဖီနေနဲ့ကြတော့ကျွန်တော်တို့ကကော်ဖီကိုကျွန်တော်တို့တကယ်ရောဘအပင်ကြီးကြီးကြတော့မှကြတော့ရောဘအမြင့်ကအထွက်ဝင်တဲ့ခါကြတော့ဟိုစိုက်ဖို့အတွက်က ဟိုအပြင်က site တော့ site မှာအကြီးနဲ့မကြီးဘူးလားကျွန်တော်လည်းတော့မသိဘူးကွာဒါပေမဲ့ကျွန်တော် site ရဲ့ channel မှာတော်ပြီးတော့လေ့လာကြည့်လိုက်ကြတယ်ဆိုတော့အပြင်ကြီးတော်တော့အပြင်ကြီးတယ်တောင်မှဆိုလို့ရှိရင်အခုအခုမှပြန် site ရဲ့အပြင်ဆိုတော့အပြင်ကြီးတော်တော့နည်းလိမ့်မယ်လို့တော့ကျွန်တော်တွေးရတယ်ပေါ့ဗျာ ဒါအပြင်စစ်ကောင်းဆောင်ကငရုကောင်းနဲ့ကော်ဖီစိုက်ပျိုးခိုင်းပေမဲ့မူပြည်နယ်မှာငရုကောင်းနဲ့ကော်ဖီအတွက်ဈေးခွက်တိကျမရှိသလိုအမှန်တကယ်ဝယ်ယူပေးသူရှိမှသာအကျိုးရှိနိုင်တဲ့စိုက်ပျိုးမှုဖြစ်မှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာစစ်ကော်မရှင်ကောင်းဆောင်ကတော့သူစိုက်ပျိုးခိုင်းတဲ့တီးပင်တွေကိုစိုက်ပျိုးပါကစိုက်ပျိုးရေးအတွက်လိုအပ်တဲ့သုံးရည်ရရှိရေးအတွက်ပါမြေတင်စီမံကိန်းတွေကိုဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကတော့ဒေသတွင်းမှာငရုကောင်းနဲ့ကော်ဖီစိုက်ပျိုးဖို့အတွက်ဆိုရင်ဒေသအမည်မျိုးစားနဲ့ကိုင် ညီမှုရှိမရှိအရင်ဆုံးစမ်းသပ်စိုက်ပျိုးရမှာဖြစ်ပြီး မစမ်းသပ်ပဲစိုက်ပျိုးပါကဆုံးရှုံးမှုတွေရှိလာနိုင်တယ်လို့ဆိုကြပါတယ်။မွန်ပြည်နယ်ဟာရောဘာနဲ့စပားကိုအဓိကစိုက်ပျိုးကြတဲ့ပြည်နယ်တစ်ခုဖြစ်ပြီးတခြားနှိရှေပင်တွေနေနဲ့ဒူးရင်ကျွဲကောကျမောက်မင်းကုတ်အပြင်ဟင်းသီးရက်တွေကိုလည်းတပိုင်းတစ်နိုင်စိုက်ပျိုးကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာအတိုက်ခံအင်အားကြီးပါတီမရှိဘဲဝင်ပြိုင်ကြမဲ့ပြည်ထောင်စုတန်းခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အင်တာနက်ဆိုင်ရာအစီအစဉ်တစ်ရက်ကိုနိုဝင်ဘာလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဒီအကြောင်းကိုတော့ဝန်နေကတင်ဆက်ပေးထားပါတယ်ရှင်။စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာအတိုက်ခံအင်အားကြီးပါတီမရှိဘဲဝင်ပြိုင်မဲ့ပြည်ထောင်စုချန်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအင်တာနက်ဆိုင်ရာအစီအစဉ်တစ်ရက်ကိုနိုဝင်ဘာ15ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်တပ်ကြောထားနောက်ခံပြုထားတဲ့ USDP ပါတီရဲ့ရွေးကောက်ပွဲကြီးညာစာရမ်းထဲမှာအင်တာနက်နဲ့ပတ်သက်ပြီးလက်ရှိအခြေအနေအရမဖြစ်မနေအကောင့်တွေဖော်မဲ့လုပ်ငန်းစဉ်အဖြစ်ဖော်ပြထားတာပါ။ ရွေးကောက်ပွဲတင်ညာစာရန်ရာသိပ္ပံနဲ့နည်းပညာကဏ္ဍမှာအင်တာနက်လုံခြုံရေးနဲ့ပုဂ္ဂလိကကိုယ်ရေးချက်လက်ကာကွယ်ရေးတို့အတွက်လိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းဆောင်ရွက်မယ်ဆိုတဲ့ချက်ထည့်သွင်းထားတာတွေ့ရပါတယ်။လေလာသူတွေကတော့မြန်မာပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုထုတ်ဖော်ရေးသားခွင့်တွေ၊ဟောပြောခွင့်တွေ၊သတင်းစားသုံးခွင့်တွေပါဝင်နည်းပညာဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုရေရှည်ထိန်းချုပ်မယ်စီစဉ်လို့ဝေဖန်နေကြတာပါ။ လာမယ့်နှစ်ကုန်ပိုင်းနဲ့နောက်နှစ်စာမိုင်တွင်ကျင်းပမယ့်ရွေးကောက်ပွဲမှာ USDP ပါတီကနိုင်ငံတော်ဝင်ကိုယ်စားလှယ်လောက်အများဆုံးနဲ့ဝင်ပြိုင်မှာဖြစ်ပြီးအငိမ့်စာစစ်ဘိုရာရှိတွေလည်းအဲ့ဒီပါတီကနေဝင်ရောက်ရွေးခံမှုရှိနေပါသည်။မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အဲမွန်ကလာမယ့်ရွေးကောက်ပွဲမှာ USDP ပါတီကနိုင်မယ်လို့တွက်ချက်ထားတဲ့အတွက်အစိုးရဖွဲ့နိုင်ပြီဆိုရင်စက်တော်ရေးဆိုင်ရာနည်းပညာတွေကိုဥပဒေနဲ့ဖိနှိပ်မဲ့သဘောလို့သုံးသပ်ပါတယ်။ အခုလိုမျိုးသတင်းနော်လွတ်လပ်စွာစီးစင်းနေခွင့်နေနော်ဒီကိုတိတ်ဖြတ်တောက်ခြင်းနေတာတော့ကြာပြီဒါကြောင့်လည်းပဲသူတို့နိုင်မဲ့နိုင်မယ်လို့နော်ကျင်းတွေကျင်းတွေတွက်ထားတဲ့အခုလိုရေကောက်ပွဲကာလတွေအထူးသဖြင့်ရေကောက်ပွဲအလွန်ကာလမှာနော်သူတို့အစိုးရအစ်စ်တွေဖွင့်နိုင်ပြီဆိုလို့ရှိရင်တိုင်းပြည်ကြီးကိုအမှောင်တိုက်တဲ့ပြန်သွင်းမဲ့ဤဥပဒေတွေနော်ဥပဒေတွေကိုပြဋ္ဌာန်းပြီးတော့ဒီချက်သွေးရေးဆိုင်ရာနဲ့ဤမြန်ဆိုင်ရာနော်ဖိနှိပ်မှုကိစ္စတွေကိုတေချာအောင်လုပ်မဲ့သဘောရရှိတယ်ဒါရေရှည်ကိုဖိနှိပ်မဲ့နော်စစ်ကြုံသွင်းမဲ့ သဘောရှိတဲ့အတွက်အင်မတန်မှကိုနော်စိုးရင်စရာဖြစ်ပါတယ်နော်ဒါအပြင်24တိုင်းစောင့်ကြည့်ခံရမယ့်စနစ်အောက်မှာခြေရာခံမှုတွေမတရားဖမ်းဆီးခံရမှုတွေမြင့်မတ်နှိပ်စက်မှုတွေတပ်ဖြတ်ခံရမှုတွေနဲ့နှိရှိထောင်နဲ့ချမှတ်ခံရမှုတွေအထိမြန်မာပြည်သူတွေအတွက်အကျိုးမရှိတဲ့လုပ်ရဲလို့သူကမှတ်ချက်ပြုပါတယ်တဖက်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအင်တာနက်ပေါ်ကသတင်းတွေကိုတံမြန်မှုနဲ့နိုင်ငံရေးအတိုက်ခိုက်ပြောဆိုတာတွေကိုတားမြစ်ရေးယူနိုင်ဖို့ အင်တာနက်အသုံးပြုဖို့24နာရီစောင့်ကြည့်ဖို့ကော်မတီတရက်ဖွဲ့စည်းထားတာပါ USDP ပါတီရဲ့ရွေးကောက်ပွဲကြီးညာစာရမ်းမှာလည်းနိုင်ငံအတွင်းလိုအပ်ချက်တွေကိုဖြည့်ဆင်းပေးနိုင်တဲ့ software တွေနဲ့ application တွေဖန်တီးနိုင်အောင်အားပေးဆောင်ရွက်မယ်ဆိုတဲ့အချက်ကိုထည့်သွင်းထားပါသေးတယ်။ဒီလာသူတွေကတော့စစ်တပ်အားကိုးနေတဲ့တရုတ်နိုင်ငံလိုမျိုးတိကျပြဋ္ဌာန်းထားတဲ့ social platform တွေကိုသာသုံးစွဲခွင့်ပြုပြီးအစိုးရကိုဝေဖန်ရေးသားတာတွေထုတ်ဖော်ပြောဆိုတာတွေမလုပ်နိုင်အောင် USDP ကသွေသွေမတိန်နောက်ကနေလဲလှုပ်တာလို့သုံးသပ်ကြပါသေးတယ်။ ဒါအပြင်အင်တာနက်ကိုထိန်းချုပ်ဖို့ရွေးကောက်ပွဲကြီးညာစာတမ်းမှာထည့်သွင်းဖော်ပြမှုဟာစစ်တပ်ရဲ့လက်ကင်တော်အဖြစ်အမည်တက်ခံရတဲ့ USDP ပါတီအနေနဲ့အာနာရှင်ရဲ့ပလင်ကိုကာကွယ်ဖို့လှုပ်ဆောင်ချက်တကူလို့ဝေဖန်ထားကြတာပါ။ကျောင်းသားခေါင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကဆရာနာချက်စနစ်ကိုတော်လန်နေတဲ့မြမပြည်သူတွေကတော့ဘလိုမျိုးမတရားမှုကိုပစိုးဆက်ပြီးတော်လန်နေဦးမယ်လို့တန်လွင်တိုင်းကိုပြောပါလိမ့်။ကျွန်တော်အနေနဲ့ကတော့ဒါအာနာရှင်ရဲ့အာနာပလင်ကိုကာကွယ်ဖို့သူတို့လုပ်နေတဲ့အလုပ်ဖြစ်တယ်။အောင်မြင်မှုတော့ရမှာမဟုတ်ဘူး။တော်လန်နေတဲ့ဗမာပြည်သူတွေကတော့ နိပညာကူညီနဲ့ဘလိုမျိုးမဆိုဒီမတရားတဲ့ဆက်အာဏာရှင်ကိုဆက်ပြီးတော်လန်နေဦးမှာပဲအာရွေးကောက်ဝယ်ပြီးွားလို့ဒီကြံ့ခိုင်ရေးအစိုးရကလှုပ်လာတဲ့အင်တာနက်လုံခြုံရေးပုပ်ပလီကကိုရေးကောကလုံခြုံရေးတို့အချက်လက်ကာကွယ်ရေးတို့ဆိုတာလဲတကယ်ကြတော့အစိုးရကိုစစ်တပ်နဲ့ဒီအာဏာရှင်ကိုဆန့်ကျင်တဲ့ဒူရီရဲ့လုံဆောင်ချက်တွေကိုတာစီကန့်သက်ဖို့သာဖြစ်တယ်ကိုနိုင်ငံနဲ့ကိုပြည်သူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့တာစီဖို့ဖွံ့ဖြိုးတိုးတက်ဖို့လုံဆောင်တဲ့လုံဆောင်ချက်မဟုတ်ပါဘူး မြန်မာနိုင်ငံမှာဆက်အနာတင်းကျင်ကစပြီးဒီကနေ့အထိအင်တာနက်ဆိုင်ရာကန့်သက်ထိန်းချုပ်မှုတွေကိုစစ်ကော်မရှင်ကဥပဒေတွေနီးဥပဒေတွေပြဋ္ဌာန်းပြီးသတင်းမောင်ချဖို့ဖိနှိပ်ပိတ်ပင်မှုတွေဇက်တိုက်လှုံ့ဆော်လာနေတာပါဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ကိုအာနာသိမ့်မိကလေးကပြည်တွင်းဆက်သွယ်ရေး operator တွေနဲ့အင်တာနက်ကုန်ရက်ကုမ္ပဏီတွေကိုစစ်ကော်မရှင်ကဖိအားပေးပြီးပိတ်သိမ်းခိုင်းခဲ့တာဒီကနေ့အထိဖြစ်ပါတယ် ဤရနေထိုင်သူတွေဟာလူမှုစီးပွားပါဝင်သတင်းစီစဉ်မှုနဲ့သတင်းချက်လက်သိပိုင်ခွင့်အတွက် Facebook ကို Virtual Private Network လို့ခေါ်တဲ့ VPN နဲ့တဆင့်ခံပြီးအသုံးပြုနေရတာ၅နှစ်နီးပါးရှိလာနေပါပြီ။ Deposit Commission ကသတင်းချက်လက်တွေကိုလုံခြုံစစ်ချစွာအသုံးပြုနိုင်ဖို့နဲ့ Cyber လွဲတုံပြီးနိုင်ငံတော်ရဲ့ချုပ်ချာအာဏာနဲ့တည်ငြိမ်မှုကိုကာကွယ်ဖို့အကြောင်းပြကာ Cyber လုံခြုံရေးဥပဒေကိုပြဋ္ဌာန်းပြီးအသက်သွင်းခဲ့တာပါ။အာဏာသိမ်းမှုအတွင်းလူမှုကွန်ရက်တွေပေါ်မှာစစ်ကော်မရှင်ကိုစန့်ကျင်ဝေဖန်ပြီး လူမှုလှုပ်ရှားမှုတွေနဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရသူ1993တိရှိခဲ့တယ်လို့ data form မြန်မာကထုတ်ပြန်ထားပါတယ်နိုင်ငံကသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဆက်ရှိလာအတွင်းပထမဆုံးအကြိမ်ဖြစ်ဂျပန်စီးပွားရေးကြဆင်ခဲ့ပါရယ်။ဒီအကြောင်းကိုတော့ပြပက်ကပြပြပေးထားပါရယ်။ အမေရိကန်ရဲ့အခွန်တွန်းမြင့်ကောက်ခံမှုတွေနဲ့ရင်ဆိုင်နေရခြင်းပြပပို့ကုန်ပမာဏရောကြမှုကြောင့်ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာစက်တင်ဘာလအထိ3လဘက်ကာလအတွင်းနှစ်ရာခိုင်နှုန်းနီးပါးရောကြသွားပြီး3ဘက်တာကာလ6ခုအတွင်းပထမဆုံးစီးပွားရေးကျဆင်းမှုဖြစ်ကြောင်းနိုဝင်ဘာလ18ရက်ကထုတ်ပြန်တဲ့အစိုးရရဲ့အချက်အလက်တွေမှာဖော်ပြပါတယ်။ အခွန်တွေအသက်မဝင်လာခင်ပြည်ပပို့ကုန်ပမာဏတိုးမြင့်တဲ့ကာလအပြီးအထူးသဖြင့်မော်တော်ကားကုမ္ပဏီတွေရဲ့ပြည်ပသို့တင်ပို့မှုရောကြခဲ့တာပါဒါပေမဲ့အလုံးစုံစီးပွားရေးဟာမျောလင့်ထားသလောက်မကြဆင်းပဲစီးပွားရေးဆုံးရွားတဲ့ကာလတခုအစာပြုတ်မှုမဟုတ်ပဲယာယီကြဆင်းမှု ဖြစ်ပွားရှိတယ်လို့စီးပွားရေးပညာရှင်တွေကပြောပါတယ် စီကံဥပဒေပြောင်းလဲမှုကြောင့်အင်ယာမြေဆိုင်ရာယင်းနှီးမြုံနယ်မှုထိခိုက်ခဲ့တာမျိုးလို့တကြိမ်တည်းဖြစ်တဲ့အကြောင်းရင်းတွေကြောင့်စီးပွားရေးကျတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကပြောပါတယ်။လက်ရှိစီးပွားရေးလဲပတ်မှုပုံစံအရဂျပန်စီးပွားရေးဟာလာမယ့်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းပြောင်းလဲကောင်းမွန်လာနိုင်တယ်လို့နီအီဂျီယာဆူဒါသူတည်တနာအဖွဲ့ရဲ့စီးပွားရေးပညာရှင်ကာဇူတာကာကပြောပါတယ်။ ငွေကြေးဖောင်းပွားမှုလိုအကြောင်းရင်းတွေနဲ့ရှင်ပြီးဂျပန်နိုင်ငံတော်ဘဏ်ကအတွုံးလုံးလျှော့ချဖို့ဆုံးဖြတ်မဲ့ကိစ္စကြောင့်လဲစီးပွားရေးကျဆင်းခဲ့တာဖြစ်ပါတယ်။ဇူလိုင်လကနေစက်တင်ဘာလအတွင်းပြည်တွင်းထုတ်ကုန်တန်ဖိုး၁သမ၈ရာခိုင်နှုန်းရောကျခဲ့ပြီးအဲ့ဒီကာလမတိုင်ခင်၃လဘက်ကာလမှာပြည်တွင်းထုတ်ကုန်တန်ဖိုး၂သမ၃ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါတယ်။အမေရိကန်ကအခွန်တွေတွန်းမြှင့်လိုက်တာကြောင့်မော်တော်ကားကုမ္ပဏီတွေရဲ့ပြည်ပတင်ပို့မှုတိတိတသာရောကျသွားခဲ့တာဖြစ်ပါတယ်။ ဂျပန်ပို့ကုန်အလုံးနီးပါအတွက်အ ਨੇ ဆုံးအခွန်15ရာခိုင်နှုန်းကောက်ခံရေးအမေရိကန်နဲ့ဂျပန်တို့စက်တင်ဘာလမှတရားဝင်သဘောတူခဲ့ပြီးမော်တော်ကားတွေအတွက်အခွန်29.5ရာခိုင်နှုန်းတခြားပို့ကုန်အများစုအတွက်25ရာခိုင်နှုန်းကောက်ခံမှုတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဂျပန်မှာနေထိုင်စားသောက်မှုစရိတ်ကိုမိသားစုတွေစီမံခန့်ခွဲနိုင်ရေးအထောက်အကူဖြစ်စေမဲ့စီးပွားရေးနှိုးဆွရေးအစီအစဉ်ကိုဝန်ကြီးချုပ်တာကာအီချီအစိုးရကမိတ်ဆက်ထားချိန်မှာအခုလိုစီးပွားရေးကြဆင်းမှုစရင်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဟာစီနာကိုတည်တံချမှတ်ချိန်ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒီကြောင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးထားပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းချေခါစီနာပေါ်တရားသူကြီးအဖွဲ့ကတည်တံချမှတ်လိုက်ချိန်ဒါကာမြို့ကတရားရုံးမှာဩဘာတန်တွေဆူညံသွားခဲ့ပြီးဆန္ဒပြပွဲတွေဖြစ်ပွားနေတာကြောင့်လုံခြုံရေးတိုးမြင့်ထားပါတယ်။ပြခဲ့တဲ့နှစ်ကကျောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုအဲ့ဒီချိန်တုန်းကဝင်ကြီးချုပ်ဟာစီနာကကြံဖက်နေနေပုံညွှန်ကြားခဲ့ပြီးအဲ့ဒီနေနေမှုအတွင်းလူထောင်၄၀၀ကျော်တည်ဆုံးခဲ့တယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ် ဟာစီနာယာရုကဖြောချခံရပြီးတဲ့နောက်သူဟာအိန္ဒိယသို့ထွက်ပြေးသွားခဲ့ပြီးမြက်ွယ်မှာအမှုစစ်ဆေးနေတာဖြစ်ပါတယ်။ဟာစီနာကဆွဲချက်အလုံးကိုပယ်ချထားပေမဲ့အစိုးရရှိနေတွေကသူ့ကိုတည်တံ့ချမှတ်ဖို့ကြိုးပမ်းနေပါတယ်။သူ့ပေါ်အမိန့်ချရင်နောက်ထပ်ဆန္ဒပြပွဲတွေဖြစ်လာနိုင်တာကြောင့်လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်။အစိုးရလုပ်ကိုင်တွေကိုခေါ်ယူပုံနဲ့ပတ်သက်လို့လူငယ်တွေကဒေါသထွက်ရာကနေပြီးခဲ့တဲ့နှစ်ကဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်စီကလွတ်လပ်ရေးရရှိခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်သူတွေရဲ့မိသားစုဝင်တွေအတွက်အစိုးရလုံနေရ30ရာခိုင်နှုန်းကိုဖယ်ထားတာကြောင့် လူငယ်တို့ကြအလုံးလက်မဲ့ဖြစ်မှုမြင့်တက်နေချိန်မှာအများပြည်သူရောသားထွက်ခဲ့ကြတာဖြစ်ပါတယ်။ယာယီဆိုရတာဝန်ယူခဲ့ပြီးတဲ့နောက်မှာတော့အဲ့ဒီအချိုးစားကိုတိတိတသားရှော့ချလိုက်ပြီးတော့အခုချိန်မှာ900ခန်းလုံးပဲတတ်မှတ်ထားတာဖြစ်ပါတယ်။ နေ့ပြန်နိုဝင်ဘာလ18ရက်နေ့အတွက်မိုးလေဝသအခမ်းအနှက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနှင်းငယ်ဖြစ်ထွန်းနေပါတယ်။မနေ့ပြန်အတွက်ခမ်းအနှက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပါတယ်ရှင်။တနင်္သာရီကံယူတန်၊ရခိုင်ကံယူတန်၊မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနိုင်ငါးမိုင်မှ၁၀မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီး လိုင်းအနေငယ်မှလိုင်းအတင်းတင်ရှိနေပါတယ်။နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်နီပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထချုံရွာသွန်းနေပါတယ်။ကြံဒေသတွေမှာတော့အများအပြင်တာယာနေပါတယ်ရှင်။အေယော်ဒီတိုင်းနဲ့မကွေးတိုင်းတို့မှာစိုက်စင်းလေဖြင့် NDA တွေကိုတတိပြုကြရမှာဖြစ်ပါတယ်။ ကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြူတူများကြာဆင်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးဘူကြိမ်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ37 degree centigrade စီတဝဲမြို့မှာတော့30 degree centigrade အထီးသေးစီရှိနေပါတယ်။မြန်မာပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန့်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမော်လမြိုင်သားအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်တုကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်ထမ်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တာလင်ထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။